Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီ video file မှာတော့ဒင်းကျင်းပုံမှန်တောက်ချင်းရဲ့အကြောင်းကိုပြပြဆုံဆုံပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောပြတဲ့နေရာမှာအချက်9ချက်နဲ့ပြောပြမှာဖြစ်ပါတယ်နံပါတ်1ကတော့ဒင်းကျင်းရဲ့အာဟာရတန်ဖိုးတွေအကြောင်းနံပါတ်2အချက်ကတော့ကျွန်တော်တို့ဒင်းကျင်းကိုဝယ်ယူတောက်သုံးတဲ့အခါမှာတာမန်ဒင်းကျင်းနဲ့ဂရိဒင်းကျင်းအကြောင်းကွာခြားချက်တွေအကြောင်း နံပါတ်3ချက်ကတော့ဘယ်သူတွေဒိန်ဂျင်ကိုရှောင်တင်တယ်လဲ။နံပါတ်4ချက်နေနေကတော့ဒိန်ဂျင်ကိုဘယ်ချိန်မှစားတင်တယ်လဲ။ဘာအတွက်အထောက်ကိုပြည့်စေတယ်လဲ။နံပါတ်5ချက်ကတော့ဒိန်ဂျင်တောက်ချင်းရဲ့ဂျမားရဲ့အကျိုးကျေးဇူးဆက်တချက်။နံပါတ်6ချက်ကတော့တောက်တင်တဲ့ပမာဏလွန်ခဲ့ခြင်းနဲ့ဆိုကြတဲ့ချို့အကြောင်း။နံပါတ်9ကတော့တည်တင်းတဲ့မေကွန်တချို့ဆိုပြီးတော့အချက်9ချက်နဲ့ပြောပြပေးမှာဖြစ်ပါတယ်။ ကျွန်တော်ပြောပြဖို့ကြံခဲ့တာတွေသိကြတာတွေရှိခဲ့ရင်လည်း comment ပေါ့မှာမြင်နိုင်ပါတယ်။အကြံပြုပေးနိုင်ပါတယ်။မိတ်ဆွေတို့ရဲ့အကြံပြုချက်တွေကိုကျွန်တော်သာရအစဉ်တစိုက်လေးစားနားထောင်ရပါ။ကျွန်တော်လေးလာမှတ်သားထားရမြကျမ်းမာရေးဘုသူဒအနေနဲ့မျှဝေပေးခြင်းဖြစ်တဲ့အတွက်မိမိခန္ဓာကိုယ်ရဲ့ကျန်းမာရေးတတိပေးချက်တွေကိုနားလည်အောင်လှုံ့ဆော်ပြီးတော့ဉာဏ်ရှိသလိုဝေဖန်ပိုင်းခြားလှုံ့ဆော်ဖို့ ਆ လဲအရေးကြီးပါတယ်။ ဒင်းချင်းအားခနာကိုအတွက်အကျိုးကျေးဇူးများစွာရှိကြောင်းလူတိုင်းနေပါသေးပါတယ်အထူးသဖြင့်ကတော့ကိုလေးတိန်ရှိုးချဖို့ဒါမှမဟုတ်အစားတောက်ထိန်ပြီးတော့ကျမရေးကောင်းစေဖို့ကြိုးစားနေသူတွေအတွက်ဒင်းချင်းအားကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်ဒင်းချင်းအာဟာရဓာတ်ကျေဝမှုအနေနဲ့ကတော့ဒင်းချင်းတစုံမှာကယ်လိုရီနည်းပြီးတော့မရှိမဖြစ်ဗီတာမင်နဲ့သတ္ထုဓာတ်တွေပါရှိတာပဲဖြစ်ပါတယ်ကယ်လ်ရှီယမ်ပရိုတင်းပရွန်ပောင်းတည်တယ်ပြန်ဒင်းချင်းမှာဗီတာမင် B2 ဗီတာမင် B3 ဗီတာမင် B6 ဗီတာမင် B12 ပိုတက်ရှီယမ်မက္ကနီရှီယမ်ဖော်ဖစ်ပန်နဲ့ကာဗွန်ဟိုက်ဒရိတ်တွေလည်းပါရှိတာပဲဖြစ်ပါတယ်ဒီတတ်ထုတ်တဲ့တွေကကျွန်တော်တို့ကျန်းမာရေးနဲ့ကာမွန်နဲ့ညတိုင်းမှုအတွက်ရေးပါတဲ့အခန်းကဏ္ဍမှပါဝင်နေလို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒင်ဂျင်ကိုရွေးချယ်ဝယ်ယူတဲ့အခါမှာတာမန်ဒင်ဂျင်နဲ့ဂရိဒင်ဂျင်ကြားကွာခြားချက်ကဘယ်လိုတွေရှိမလဲ။ အဖေကတော့ဂရိဒိန်ဂျင်ဟာတာမန်ဒိန်ဂျင်တဲ့ရေမပါတဲ့စီဝိုင်းကိုဖိတ်ထုတ်ထားပြီးတော့ပုံမပစ်ချွဲကပရိုဂျက်တာပုံမမြင်မာတာပဲဖြစ်ပါတယ်။ဂရိဒိန်ဂျင်တွေဟာတာမန်ဒိန်ဂျင်တွေထက်ကစီတက်နေပြီးတော့ကယ်လိုရီတွေနေပါတယ်။အဲ့တော့ကျွန်တော်တို့ဝေယူတဲ့တောက်သုံးတဲ့အခါမှာဂရိဒိန်ဂျင်လိုမျိုးဒိန်ဂျင်ကိုရွေးချယ်ဝေယူတောက်သုံးခြင်းကကျွန်တော်တို့အတွက်ကျမရဲ့နဲ့ပိုးပြီးတော့ညှို့ဆင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဝေယူတဲ့အခါမှာအစီနဲတဲ့ဒိန်ဂျင်နဲ့အစီမပါတဲ့ဒိန်ဂျင်ဆိုပြီးတော့ရှိပါတယ်။အစီနဲတဲ့ဒိန်ဂျင်မှာအစီပါဝင်မှုအနေနဲ့0.5ရာခိုင်နှုန်းကနေ2ရာခိုင်နှုန်းထိပါရှိပါတယ်။အစီမပါတဲ့ဒိန်ဂျင်ကတော့အစီ0.5ရာခိုင်နှုန်းအောက်သာရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒိန်ဂျင်ဝယ်ရမှာပါဝင်ပစ္စည်းတွေကိုတိကျစစ်ဆေးပါ။ကျွန်မရဲ့အကျိုးကျေးဇူးတွေရရှိဖို့အစီနဲတဲ့ဒါမှမဟုတ်အစီမပါတဲ့ဒိန်ဂျင်ကိုရွေးချယ်စားသုံးပေးပါ။ ဘယ်သူတွေတင်ကျင်ကိုရှောင်တင်တယ်လဲတို့ကြားတဲ့မချေဖြတ်နိုင်တဲ့သူတွေကျွန်တော်ပြောပြောနေတဲ့ last stone နဲ့ damage တွေသူတွေဖြစ်ပါတယ်ဒီ last stone နဲ့ damage တွေသူတွေမှာတင်ကျင်စားမိတယ်ဆိုလို့ရှိရင်ဘိုင်းအောင်နာတွေ one shot တာတွေဖြစ်နိုင်ပါတယ် last stone နဲ့တက်တဲ့သူတွေတောင်းမှာဒီအစားများတဲ့ခါမျိုးနောက်တစ်ခုကမတန်ရှင်းတဲ့ဒင်ဂျင်တွေပေါ့နော်ဒီတမန်ရင်းနဲ့မညင်ညွတ်တဲ့ဒင်ဂျင်တွေစားသုံးမိနေဆိုလို့ရှိရင်လည်းဒီလိုမျိုးဘိုင်းအောင်နာတွေဝမ်းရှိုးတာတွေဖြစ်နိုင်ပါတယ် နှုတ်မှာပါတဲ့ကက်ဆင်းပရိုတင်းနဲ့မတည်တဲ့သူတွေဒီလိုနှုတ်မှာပါတဲ့ကက်ဆင်းပရိုတင်းနဲ့မတည်တဲ့သူတွေမှာနှိုးနဲ့ဆိုင်တဲ့ပစ္စည်းတွေစားမိတယ်ဆိုလို့ရှိရင်အရေပြားရမ်းရမ်းတာတွေအင်းမြန်ထတာတွေနဲ့အသက်ရှူကျက်တဲ့အထိပြင်းထန်တဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်အစီနဲ့တကြားတတ်များတဲ့တင်ကျင်ကိုလွန်ကျွန်စားသုံးမိခြင်းတွေ အစီနဲ့တကြားတက်များတဲ့တင်ကျင်ကိုများများစားမိနေဆိုလို့ရှင်ကိုလေးကျင်တက်နိုင်ပါတယ်စီတိုရှိတဲ့သူတွေတောင်မှစီချိုတက်နိုင်ပါတယ်ဒါကြောင့်မို့တင်ကျင်ကိုတင်းတင်းများသားစွာစားသုံးပြီးတော့တခြားအာဟာရတွေနဲ့မျှဝေစားသုံးသင့်ပါတယ်တင်ကျင်ကိုပေးချိန်မှာစားသင့်တယ်လေဘာအတွက်အထောက်ကူဖြစ်စေတာပါဒလဲမနေ့ကင်း6နာရီရနေ9နာရီတွင်းတင်ကျင်စားတဲ့သူတွေ အစိုင်းထဲမှာဘာမှမရှိခြင်းဂျင်ဂျင်စားခြင်းဟာအာရဆောက်ယူမှုတွေအကောင်းဆုံးချိန်ပဲဖြစ်ပါတယ်။ဂျင်ဂျင်မှာစီနေပြီးအာဟာရဓာတ်များစွာပါဝင်တဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်ကိုအားဖြည့်ပေးနိုင်ပါတယ်။အစိုင်းလက္ခဏာပြပြန့်ထန်ထန်ရှိတဲ့သူတွေနဲ့တချို့သောကျန်းမာရေးခြင်းတွေတွက်ကတော့အစာမရှိခြင်းစားသုံးခြင်းမပြုပါနဲ့။ညနေ7:00နာရီနဲ့တနာရီကြောင်းဂျင်ဂျင်စားတဲ့သူတွေ ိုလန်းကျောင်းကိုဟန်ချက်ညီစေဖို့ဒီချိန်မှာချင်းချင်းစားပေးခြင်းဟာကိုတွင်းကကြိုးပြုတ်ဗတိတရားတွေကိုချင်းညိပေးပြီးတော့ဥလုံရှားမှုကိုပုံမကောင်းမွန်စေပါရယ်။ညနေခင်း6နာရီနဲ့9နာရီတွင်တင်းချင်းစားသုံးတဲ့သူတွေညစာစားချိန်မှာအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ဒီအစာစားနိုင်မှုကိုထိန်းညိပေးနိုင်ပါရယ်။ဒါဟာကိုလေးချိန်ချင်းကျင်တဲ့သူတွေနဲ့ကျမရဲ့အတွက်အထောက်အကူဖြစ်စေမှာပဲဖြစ်ပါရယ်။ အဲ့ရမဝင်ခင်9နာရီခွဲကနေ10နာရီအတွင်းဒေဂျင်စားသုံးပေးတဲ့သူတွေဒေဂျင်မှာ tryptophan လို့ခေါ်တဲ့ amino acid ပါဝင်ပြီးတော့အင်းငိုက်စေဖို့အားပေးပါတယ်။ဒါပြင် serotonin လို့ခေါ်တဲ့စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းကိုလည်းထုတ်လုပ်ပေးတဲ့အတွက်ကြောင့်မို့အိပ်ပျော်စေဖို့ကူညီပေးနိုင်ပါတယ်။အိပ်ပျော်ဖို့ခက်ခဲတဲ့သူတွေအတွက်ကတော့နှိမ့်ချိုက်စွာအိပ်ပျော်စေဖို့တောက်ကြီးတဲ့အချိန်လေးဖြစ်ပါတယ်။ဒေဂျင်ပုံမှန်စားသုံးပေးခြင်းဖြင့်ဂျမားရဲ့အကျိုးကျေးဇူးစတဲ့ချက် နံပါတ်၁တစ်ချက်အနေနဲ့ကတော့ကိုခန်းစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။ကျွန်တော်တို့ရဲ့ကိုခန်းစနစ်ရဲ့အဓိကအစိပိုင်းတစ်ခုကဥထဲမှာတည်ရှိတယ်ဆိုတာသိပါသလား။ဒါတကယ်ပဲဖြစ်ပါတယ်။ဥပါကုခန်းဆဲတွေတ िश ူတွေနဲ့အခြားဖွဲ့စည်းပုံတွေရဲ့နေရာထိုင်ခင်းဖြစ်ပြီးတော့ယောဂါတွေကိုတိုက်ထုတ်ရမှာအဓိကဖြစ်တဲ့ထောက်ကူပြုမှုတစ်ခုလည်းဖြစ်ပါတယ်။ဥရဲကဗက်တီးရီးယားတွေဟန်ချက်ညီနေခြင်းဟာဒီဆဲတွေကိုအားဖြည့်ပေးပြီးတော့ယောဂါနဲ့ကုသမှုတွေကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ။ငမန်းနဲ့အချက်နေနေရတော့ဝမ်းချုပ်ခြင်းကိုတသက်စေနိုင်ပါတယ်။အမြင်တနေတဲ့အစာအစာတွေစားမြင်ရင်ဝမ်းချုပ်တတ်ပါတယ်။ဝမ်းတော်ဖို့ခက်ခဲတဲ့သူတွေအမြန်အစာအစာတွေစားတဲ့သူတွေအသီးရွက်အစာနည်းတဲ့သူတွေရီမိတ်ခေါက်ဆွဲလိုအစာအစာတွေညှိချိုက်စွာစားတဲ့သူတွေမှာဒင်ဂျင်ကိုပုံမှန်မှန်မှန်စားသုံးပေးတင်ပါတယ်။အကြောင်းကတော့ဒင်းကျွမ်းမှာပါတဲ့အကျိုးပြုပဲတတိယတွေကအစာခြေစနစ်နဲ့ဝမ်းသွာစနစ်ကိုဟန်ချက်ညီစေအောင်လှုပ်ဆောင်ပေးလိုပဲဖြစ်ပါတယ်။ နံပါတ်3ချက်ကတော့ကော်လေးချိန်ထင်းကြီးရာမှာထောက်ကူဖြစ်နိုင်ပါတယ်။ချိန်ချင်းမှာပရိုတင်းတက်ကျင်ွားတဲ့အတွက်ကြောင့်မို့ဗိုက်ပြေးစေပါတယ်။ကော်လေးချိန်ချောချပေါ်စူးစမ်းနေသူတွေအနေနဲ့တဘာဝချိန်ချင်းဒါမှမဟုတ်ဂရီချိန်ချင်းကိုရွေးချယ်စားသုံးပေးသင့်ပါတယ်။အကြောင်းကတော့ပုံမှန်ချိန်ချင်းထက်ပရိုတင်းတက်နှစ်ဆပိုများပြီးတော့ကယ်လိုရီပါဝင်မှုနည်းလိုပဲဖြစ်ပါတယ်။တပတ်လင်း2ချိန်ကနေ3ချိန်စားသုံးပေးခြင်းဖြင့်အချိုနဲ့ကဖိန်းစားလို့စိတ်ကိုလျော်နေစေပြီးတော့ စီကြောယောဂါနဲ့အသက်ကြီးလာတဲ့အချိန်မှာမှတ်ဉာဏ်ချုံယုံမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နံပါတ်၄ချက်ကတော့ probiotic အာနိသင်ပါရှိလို့မို့အစာချေစနစ်ကျောင်းမာရေးကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။ probiotic ဆိုတာကဥနဲ့အစာရင်ထဲမှာနေထိုင်တဲ့အကျိုးပြုဘက်တီးရီးယားတွေပဲဖြစ်ပါတယ်။အစာချေခြင်းနဲ့အာဟာရဆုပ်ယူမှုကိုကူညီပေးခြင်းတွေနဲ့အစာချေစနစ်ကိုအားပေးခြင်းစားတဲ့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကိုလုံဆောင်ပေးတာပဲ ဖြစ်ပါတယ်။ ဒီကြမှာရတော်ဗက်ဆီလန်နဲ့ဗက်ဖန်နိုဘက်တီးရီယာပါဝင်တတ်တဲ့အတွက်ကြောင့်ဒေဂျင်စားသုံးခြင်းဖြင့်ဒီကျိုးပြုတ်ဘက်တီးရီယာတွေကိုပုံမှန်များပြားစွာရရှိစေပြီးတော့အဆိုင်နဲ့အူတူအကျိုးကျေးဇူးများစွာ ပေးဆောင်နေမှာပဲဖြစ်ပါတယ်။ဒေဂျင်ကပရိုပိုင်ယန်တစ်တွေဟာဥရဲမှာရှိတဲ့ဘက်တီးရီယာတွေကိုဟန်ချက်ညီစေပြီးတော့အစာချေခြင်းဆိုင်ရာပြဿနာတွေကိုလည်းတတ်တာစေကဝမ်းမှန်စေပါတယ်။ မှန်ကန်တဲ့ဒင်ဂျင်ဟာဝမ်ရှော့ချင်းကိုရှော့ချပေးနိုင်ပြီးတော့ဝမ်ချုပ်ခြင်းနဲ့ဝန်လမ်းကြောင်းဆန်ရ IBS လက္ခဏာတွေကိုလည်းသက်သာစေနိုင်ပါတယ်။ဒင်ဂျင်ထဲမှာပါတဲ့ Lactose Vascular Bacteria အဆိုင်ရနာဖြစ်စေတဲ့ Helicobacter Pylori Bacteria ကိုသာစီပေးနိုင်ပြီးဥယောင်ချင်းကိုရှော့ချပေးနိုင်ပါတယ်။အဆိုင်ရောင်ခြင်းနဲ့အဆိုင်ကင်ဆာမဖြစ်ပွားအောင်လည်းကူညီပေးနိုင်ပါတယ်။နံပါတ်5ချက်ကတော့ရိုးကြောင်းအရေးကိုမြှင့်တင်ပေးနိုင်တာပဲဖြစ်ပါတယ်။ ။တင်းကျင်အောင်ခိတ်ဆင်ကြွေဝါတဲ့အစားအစာဖြစ်ပြီးတော့အယောနဲ့သွားတွေကိုတန်မာစေဖို့အရေးကြီးပါတယ်။တင်းကျင်မျိုးမျိုးမှာဗီတာမင် D ထပ်မံဖြစ်ဆက်ထားတယ်ပြီးတော့ခိတ်ဆင်ဆုပ်ယူမှုကိုလည်းပုံမကောင်းမွန်စေပါတယ်။ငယ်တိုင်းဒင်းကျင်တင်းတင်းများသားစွာစားသုံးပေးခြင်းဖြင့်အယိုးတည်သေးစားကိုကောင်းမွန်စေပြီးတော့ကျွန်တော်တို့အသက်ရွေးကျဉ်းကျဉ်းလာတဲ့အခါမှာအယိုးဘွားယောဂါဖြစ်နိုင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်။ယိုးဘွားယောဂါအနေနဲ့ရှိတဲ့အသက်ကြီးရိုးတွေအတွက်ကလည်းဒင်းကျင်စားသုံးမှုကအလွန်တင့်တော်တဲ့ ရွေးချယ်စားသုံးမှုတစ်ခုပဲဖြစ်ပါတယ်။ကျင်းကျင်းကိုပုံမှန်စားသုံးပေးခြင်းဖြင့်အယိုးဆုံးရှုံးမှုနည်းပြီးတော့ KCN ဆုပ်ယူမှုကိုလည်းအကောင်းစေမှာပဲဖြစ်ပါတယ်။နံပါတ်6ချက်အနေနဲ့ကတော့မိမကွန်မှာဖြစ်တတ်တဲ့မှုပိုးဝင်ခြင်းကိုတိုက်ဖြတ်ပေးနိုင်ပါတယ်။ဒင်ဂျင်မှာပါတဲ့ကြောပြုတ်ဘက်တီးရီးယားတွေဟာမှုပိုးကြောင့်ဖြစ်တဲ့အနံဆိုးတွေကိုဖိရှားပေးနိုင်ပါတယ်။နံပါတ်9ချက်အနေနဲ့ကတော့ခရင်းနှံဆိုးခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ ဒင်းငုံပုံမှန်စားသုံးပေးခြင်းဖြင့်ခရင်းနဲ့ဆိုးဖြစ်စေတဲ့ဟိုက်ဒရိုဂျင်ဆာဖိုက်ပမာဏကိုလျှော့ချပေးနိုင်ပါတယ်။ဒါပြင် သွားနဲ့သဖုံကျန်းမာရေးကိုလည်းကောင်းမွန်စေပြီးတော့သဖုံရောင်ခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။နံပါတ်၈အနေနဲ့ကတော့ပရိုတင်းတက်လိုအပ်နေတဲ့သူတွေအတွက်ကြက်သားတည်ဆောက်မှုအလွန်ကောင်းမွန်စေတာပဲဖြစ်ပါတယ်။ဒင်းကျင်အားရပါရှိပြီးတော့စားရလွယ်ကူတဲ့အည်သွဲမြင့်ပရိုတင်းတက်ရဲ့အရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။ ပရိုတင်းသက်ဆိုတာကကြွက်သားတွေတည်ဆောက်ဖို့ပြုပြင်ဖို့နဲ့အကျိုးပြုအန်ဇိုင်းတွေဟော်မုန်းတွေထုတ်လုပ်ခြင်းစားတဲ့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးကြီးတာပဲဖြစ်ပါတယ်။ကြွက်သားတည်ဆောက်လို့သူတွေဒါမှမဟုတ်ဟော်မုန်းညီများမှုရှိစေဖို့စ조사နေတဲ့သူတွေအတွက်တင်းကျင်အောင်အထူးကောင်းမွန်တဲ့ဒီဖြစ်ဆက်စာတစ်ခုတောင်းတမှုတစ်ခုပဲဖြစ်ပါတယ်။နံပါတ်6ချက်ကတော့နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တာပဲဖြစ်ပါတယ်။တင်းကျင်စားသုံးခြင်းအားနှလုံးကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်။ ဂျင်ဂျင်နင်းက profound တဲ့တွေဟာသဲပေါင်းခြင်းကို short ချပေးနိုင်ပြီးတော့အန်ဒီယန်လုံးမကောင်းတဲ့ cholesterol ပမာဏကိုလည်းလျော့နေအောင် short ချပေးနိုင်ပါတယ်။ဒီကြိုးကျေးဇူးတွေဟာနှလုံးရောဂါဖြစ်နိုင်ခြင်းကို short ချပေးနိုင်ပါတယ်။နံပါတ်၁၀ကတော့သွေးရင်းနှကြားဓာတ်ကိုထိန်းချိပေးနိုင်ပါတယ်။ပရိုတင်းနဲ့ပရိုဘိုင်တစ်တွေပါဝင်တဲ့ဒိန်ချင်ဟာသွေးရင်းနှကြားဓာတ်ကိုထိန်းချိပေးနိုင်ပါတယ်။စီတိုယောဂရှိသူတွေဒါမှမဟုတ်စီတိုဖြစ်နိုင်တဲ့ရှိသူတွေအတွက် ါထူးသုံးဝင်ပြီးတော့သွေးရင်းကြားတက်အလွန်မင်းတက်တာတွေကြာစင်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နံပါတ်၁၁ကတော့အသားရည်ကျန်းမာရေးကိုတိုးတက်စေတာပဲဖြစ်ပါတယ်။အလာမှုတွေရကတော့ဒင်ဂျင်နင်းကပရိုပန်တစ်တွေဟာဥရေမှာရောင်ရမ်းမှုကိုရှော့ချပေးနိုင်ပြီးတော့အသားရည်ကိုပုံမကောင်းမွန်စေနိုင်တယ်လို့ဖော်ပြထားချက်တွေရှိပါတယ် ဝက်ချံပေါက်တတ်တဲ့သူတွေဝက်ချံရှိတဲ့သူတွေနေနေရတော့ဒင်ဂျင်နဲ့တခြား probiotic ကျင်ဝါတဲ့အစားစာတွေစားသုံးပေးခြင်းဖြင့်အသားရေအတွက်အကျိုးကျေးဇူးများစွာရရှိစေမှာပဲဖြစ်ပါတယ်။တမန်ပမာဏထက် စားသုံးမယ်ဆိုလို့ရှိရင်ဒီဆိုးကျိုးတွေရှိပါတယ်။ဒါနဲ့လျင်ဒင်ဂျင်နှစ်ခွက်ကနေသုံးခွက်စားမယ်ဆိုလို့ရှိရင်နော်ကီလိုရီ900ကနေတခြား 100g ခန့်အထိပုံမစားမင်းတယ်လို့ဖြစ်တတ်ပါတယ်။ အလိုစားမိမယ်ဆိုလို့ရှိရင်တော့ကိုလေးကျင်တက်တာတွေဖြစ်လာနိုင်ပါတယ်ပြီးတော့စီတိုယောဂါချစ်သူတွေအနေနဲ့ကလည်းစီတိုယောဂါဖြစ်နိုင်ခြေပို့ပြီးတော့မြင့်တက်လာစေနိုင်ပါတယ်အဲ့ဒီအတွက်ဒီနေ့လည်းတင်းကျင်းတစ်ခွက်စားသုံးတာကကျွန်မရဲ့အတွက်အညီညွတ်ဆုံးပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရွေးချယ်ဝယ်ယူတဲ့အခါမှာပေါ့နော်ဒီ probiotic မပါတဲ့တကြားများတဲ့ဂျင်ဂျင်မျိုးကိုရှောင်ကျဉ်ရမှာပဲဖြစ်ပါတယ်။ကလေးငယ်တွေနဲ့လန်ရှောင်းသက်ဆကလေးတွေဂျင်ဂျင်စားလို့ရပါသလား။စားလို့ရပါတယ်။ ဒင်းကျင်းအားအစမစားနိုင်တဲ့ကလေးငယ်တွေနဲ့လမ်းလျှောက်တက်ဆကလေးတွေအတွက်ဘေးကင်းပါတယ်။အဲ့ဒီပြင်ကယ်ရှင်နဲ့ပရိုတင်းနဲ့ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်မို့ကလေးရဲ့ကြည်ထောက်ဖင်ပြိုမှုအတွက်ထောက်ကူဖြစ်စေမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလေးတွေကိုဒင်းကျင်းတိုက်တဲ့နေရာမှာပေါ့နော်ဒီမှန်ကန်တဲ့ကောင်းမွန်တဲ့ဒီဂရိယောဂတ်လိုပေါ့နော်ဒင်းကျင်းမျိုးစားကိုရွေးချယ်ဝယ်ယူတိုက်သုံးခြင်းကလည်းအကောင်းမွန်ဆုံးဖြစ်ပါတယ်အဲတခြားဒင်းကျင်းတွေဒီတမိုင်းနဲ့မညွတ်တဲ့ဒင်းကျင်းတွေ တိုင်မယ်ဆိုလို့ရှိရင်တော့ဒီကလေးအတွက်ကောင်းကျိုးတွေဖြစ်ထွန်းလာမှာတော့ မဟုတ်ပါဘူးနောက်ထပ်ပစ္စည်းတွေမစားသုံးနိုင်တဲ့ဥပမာလက်စတိုးနဲ့ဓမ္မသေးတဲ့သူတွေအနေနဲ့ဒေဂျင်စားလို့ရပါသလားဒေဂျင်စားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒေဂျင်ကိုရွေးချယ်တဲ့နေရာမှာဒီနောက်ထပ်ပစ္စည်းမဟုတ်တဲ့ဒင်ဂျင်မျိုးစားကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်ဥပမာ အပင်ထွက်ဒီဒင်ဂျင်မျိုးတွေဖြစ်တဲ့ပီနိုဒင်ဂျင်မျိုးဗာရန်စေဒင်ဂျင်မျိုးတွေကိုစားသုံးပေးရမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ရဲ့နေ့စဉ်အစားအစာတွေကိုဒေကျင်းထဲသွင်းစားသုံးခြင်းအားကျန်းမာရေးနဲ့ကောင်းမွန်တဲ့ညီထိုင်မှုအတွက်သေးငယ်တော့လေဒါပေမဲ့အဲ့ဒါဟာရေးကြီးတဲ့ခြေလှမ်းတစ်ခုလေးဖြစ်ပါတယ်။ဒေကျင်းရဲ့အကြီးအသေးကိုမမေ့တင်ပါဘူး။ကျွန်တော်တို့အနေနဲ့ဒေကျင်းကိုတဘာဝတိုင်းစားသုံးတာတွေတည်တည်တွေနဲ့တွဲဖက်စားသုံးတာတွေအဲ့ဒီပြင်အသီးဖြော်ရည်ထဲမှာထဲသွင်းစားသုံးပေးခြင်းဖြင့်နေ့စဉ်စားသုံးမှုပုံစံကိုပြောင်းလဲပြီးတော့ပုံမှန်ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပန်းဆိုင်နိုင်စေဖို့ခြေလှမ်းတစ်ခုလေးဖြစ်ပါတယ်။ ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒေဂျင်စားသုံးခြင်းနဲ့ပတ်သက်တဲ့တည်တင့်တိထိုက်တဲ့အကြောင်းအရာတွေကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ဂျာမာရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျာမာရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လုံဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ပူတူတာတွေတိုးပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။